ပြောမယ်စခန်းပါဆရာခဏလေးနေတော့စခန်းမှာဒီအိမ်မှာအဖာကြီးဝင်ဟာလို့ကြီးနိုင်ငံကြီးလောက်ရတာတော့တော့ဝင်နေအဲ့ဒီစကားအနေရောက်တဲ့နော်ဒီမှာကျမကဥပဒေကိုနားလဲတဲ့လူမလို့ဘယ်လိုပဲစကားပဲပြောမယ်ဟုတ်ပါဘူးမာတော့ ေးဒီတော့ဆွဲပေါ်တာဗီဒီယိုဖိုင်ပါတယ်ခင်ဗျာအကယ်ဒမီပေးမှာဗီဒီယိုဖိုင်ပါတယ်ဒီတော့ဗီဒီယိုဖိုင်ပါတယ်ခင်ဗျာအကယ်ဒမီပေးမှာအကယ်ဒမီဖို့ပေးမှာတော့ခင်ဗျာဗီဒီယိုဖိုင်ပါတယ်ဒီလူဘုံမဟုတ်ဘီဒီယိုဖိုင်ပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုဖိုင်ပါတယ်လို့ဗီဒီယိုဖိုင်လာယူခဲ့ဒီလေးတွေဒီညီမလေးတွေလုံနေတာတနိုင်ငံလုံးအတွက်မြန်မာတနိုင်ငံလုံးအတွက်ကိုကိုယ်ဝယ်သည့်ဘာသာအသီးသီးအတွက်တအူးတယောက်တစ်မျိုးတစ်ဘာသာလဲအတွက်အလုံးလုံးနေမှာမဟုတ်ဘူး အဲ့အရာကိုခမရတော့ဘူးလည်းမသိဘူးကိုလည်းမသိဘူးစကားတွေပဲထိုးစစ်ဆင်နေတယ်ဆိုတော့ပြဿနာဆိုတာဖြစ်သွားမှာပဲခမရတို့အတိအရလေလူထမင်းစားပြီးအုံတော့မရှိဘူးလို့ကျွန်တော်ပြောရင်နေနော်အဲ့ဒါစီကန်းကိုလိုက်လာဂျီဇက်ပီတီရဲ့ကလေးတွေကဖြစ်မှာဆိုလို့စီကန်းထုတ်ထားတယ်ခမရတော့စတားလေးနဲ့ဝယ်ပြီးအဲပါတုံးနေတယ်ဟမ်အဲ့ဒီချိန်မှာစစ်တပ်ကအနမ်းမရဘူးလို့ခမရတို့ပြောနိုင်လား ခမားတို့မိသားစုတစုကြောင့်မို့ခမားတို့ဘေးမှာရှိတဲ့ယောဟာရောကြံလဲယောဟာရောခမားတို့ယောဒုက္ခမရောက်သွားနိုင်ဘူးလားခမားတို့မိသားစုကထမင်းစားရမှာဟုတ်ရဲ့လားအမိမြန်မာနိုင်ငံမှာနေပြီးတော့ထမင်းကောင်းကောင်းစားရရဲ့လားထမင်းစားပြီးလူစကားဝနားလေရဲ့လား ။ဒါကျွန်တော်ကရင်ကျစ်ကျစ်ပဲပြောတာနော်။ထို့တူပဲစစ်တပ်မှာပေါ်တာဆွဲတယ်ဆိုရင်စစ်သားလောက်ခိုင်းတယ်မလုံချင်လို့ပြစ်တတ်တာတွေရိုက်တတ်တာတွေအများကြီးခင်ဗျားတို့စောက်လုံးတွေကန်းနေတယ်ခင်ဗျားတို့မျက်လုံးတွေကန်းနေတာအဲ့ဒီမိသားစုတွေ။အဲ့ဒါလေးတို့ခင်ဗျားတို့ကအထုမယူဘဲနဲ့ခလေးတွေကိုအပြစ်တင်တာခင်ဗျားတို့တရားလုံးနဲ့ခင်ဗျားတို့မိသားစုကလူမဟုတ်ဘူးခင်ဗျားတို့မိသားစုကဘောမှာပဲ။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Starlink နဲ့ပတ်သက်ပြီး မန် PDF နဲ့သုံးဆွဲသူတို့အခြေတင်စကားများရန်ဖြစ်သည့်ကိစ္စမှာစတက်လင်သုံးဆွဲသူဘက်ကမှားတာဖြစ်ကြောင်းတည်ရင်မှုကိုတိုင်ပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးတော်ခဲ့ကြပါအောင်ခင်ဗျာအားလုံးမင်္ဂလာပါဗျမနေ့ရလားတနေ့ရလားမသိဘူးနော်ကျုံမန်ကလေးတိုင်းမှာငါကျွန်တော်တို့ PDF ညီလေးတွေနဲ့ညီမလေးတွေနဲ့နော်ဖြစ်သွားတဲ့ကိစ္စလေးတွေကျွန်တော်တစ်ချက်တော့ရှင်းပြချင်တယ်ဗျာဒီလိုမျိုးတိရောက်မှာကျွန်တော်တို့အမိမြန်မာနိုင်ငံပါ ဟုတ်လားဘုံလျာမှာပေါင်900ဘုံကြီးကျဲတယ်ဒီနေရာမှာဝိုင်းရွေးလျင်နေနဲ့ပြစ်တယ်ဘုံလျာမှာလက်လက်ကြီးလက်လက်ငယ်တွေနဲ့ပြစ်တယ်ဒီနေရာမှာလက်လက်ကြီးလက်လက်ငယ်တွေနဲ့ပြစ်တယ်ဟုတ်လားအခုပြောဆိုနေတဲ့မိသားစုကတော့စိမက်ကမ်းမဲ့ဖြစ်သွားတယ်ဘလို့စိမက်ကမ်းမဲ့ဖြစ်သွားတယ်သူတို့ဗီဒီယိုဖိုင်လို့ကျွန်တော်မတင်ဘူးပေါ့နော်ပါလဲဆိုတော့ကျွန်တော်တို့မှာစီးထားမယ်ကောစီးထားမယ်အချိန်ဖြစ်နေစီးမဲ့ကမ်းမဲ့ဖြစ်သွားတယ်စကားလင်းကိုတုံးလေဆိုတာ ဟာအမြဲတမ်းဒီစကားလေးစကားလေးကြီးပဲတုံးနေတယ်အမြဲတမ်းသတင်းသတင်းတွေကြီးပဲချိန်နေတယ်စစ်ကောင်စီကအနက်မရဘူးလားဗျာစစ်ကောင်စီအနက်ရလို့လေရင်နေနဲ့ဘုံကျဲမယ်ပေါင်900ဘုံနေနဲ့ကျဲမယ်ဝိုင်းတယ်လွင်လေရင်နေနဲ့ကျဲမယ်ဆိုရင်ဒီမိသားစုမတည်ဘူးပဲထားပေါ့ဗျာကြံတဲ့မိသားစုတွေဒုက္ခမရောက်သွားနိုင်ဘူးလားဗျာကြံတဲ့မိသားစုတွေလည်းဒုက္ခရောက်သွားနိုင်ကြပါတယ်လို့ကျွန်တော်ပြောဆိုခြင်းနေပေါ့နော်ဘာဖြစ်လို့ကျွန်တော်ဒီလိုပြောဆိုပါခြင်းလဲဆိုတော့ဟာကျွန်တော်တို့ GZPD ရဲ့ကလေးတွေညီမလေးတွေညီလေးတွေက ဒီစကားလေးကိုဘာဖြစ်လို့တော့တင်ရတယ်လဲဘာဖြစ်လို့တော့ယူရတယ်လဲသူတို့ကနင်ပဲငါစဒီစကားလေးစကားလေးကြီးပဲတုံးနေတော့စကားလေးတုံးတယ်ဆိုတာအရေးအကြောင်းရှိမှစကားလေးကိုတုံးတာဗျဟာသတင်းလူလေးတွေကြည့်မယ်ကိုယ်နိုင်ငံမှာဘာဖြစ်နေလဲကြည့်မယ်တခြားနိုင်ငံလေးမှာဘာဖြစ်နေလဲလေးတွေကြည့်ပါကြည့်ပြီးပြိတ်ပါမဟုတ်ဘူးအဲအဲဒီစကားလေးကိုဖွင့်ထားလိုက်တော့စစ်တပ်ကများဒုက္ခပေးတယ်ရွာတွေဝေစီးတယ်လူတွေဒုက္ခပေးမယ်ဆိုရင်အခုပြောဆိုနေတဲ့မိသားစုကမတည်တော်နိုင်ဘူးလားကျန်တဲ့မိသားစု တိမ်ဝါလုံးကမပြက်စီးသွားနိုင်ဘူးလားဗျအဲ့လေကျွန်တော်ပြောဆိုနေတယ်ပေါ့နော်အခုတို့ဒီအရာရှိတယောက်ဘယ်လိုအရာရှိကနေတင်ခိုင်းလိုက်တယ်ဆိုတာစတားလေးကိုနင်ဘဲငဆတုံးနေလို့တင်ရတယ်ဖြစ်ပါဘူးဟုတ်ဟာဆွဲရရန်လာရုံရင်းဆက်ကဖြစ်သွားတယ်ဆိုတာလေဟိုတစ်ဖက်မှာအမျိုးသမီးလေးတယောက် PDL လေးတယောက်ကတော့ကောင်းမွန်ပါလေကောင်းကောင်းမွန်မွန်ပဲပြောတယ်ပေါ့နော်ဒါပေမဲ့မတရားဟိုဘက်ကမိသားစုလိုက်ထိုးစစ်ဆင်လာတော့ပဇက်နဲ့ထိုးစစ်ဆင်လာတော့စကားနဲ့ထိုးစစ်ဆင်လာတော့ သူတို့ကအသက်ငယ်လေးရယ်လေဗျာဘလို့စဉ်းစားတယ်မှာလို့တလောက်လေးရအသေးအတန်ပြောဆုံးနေမှာလို့အဲ့တော့သူတို့လည်းဘလို့မမဲ့လို့တနက်တီတော့ပါပါတယ်ဒါပေမဲ့သူပြည်သူတွေဘာမှဒုက္ခမပေးပါဘူးနော်ပြောဆုံးရင်ရုံရဲဆက်ချက်ဖြစ်ခြင်းပဲဖြစ်ပါအဲ့ဒါကိုဟိုဘက်ကစိမ့်ပိန်းနေစိမ့်ပိန်းနေစိမ့်ပိန်းနေဆိုတော့ကြော်စူးလို့ကြော်မြုံးမင်းလို့အပုတ်တူလို့ဖေးလုံးနိုင်သိအောင်လို့လုပ်ပြလိုက်တဲ့ဘောလားဒီဖွားကြီးတွေကနောက်လာဒီဗီဒီယိုဖိုင်လေးတင်နေဆိုတာရော ခမရတော့ကုတ်ကုတ်ကုတ်တေခွေးဆိုတာလည်းမတူတာတဘောတစ်ခုမှခမရလို့ရွာသေးဘူးဟာဒီစတိုင်းနဲ့တုံးပါများလို့ PDF တွေဝင်လာရင်တော့ short မရှိဘူးပေါ့ဗျာ GZ PDF ကလေးတွေဝင်လာတော့ short မရှိဘူးစက်တက်ကဝင်လာအကုန်မသိဘူးမင်းတရွာလုံးအမျိုးမပြတ်ဘူးလားခမရတို့တရင်နဲ့ကြည့်တာအလကားကြည့်တာလားအဲ့ဒီမိသားစုကိုကျွန်တော်ပြောချင်တယ်နော်ကျွန်တော်ဗီဒီယိုပိုင်းတော့မတင်ဘူးအဲ့ဒီကျွန်တော်တော့ရောရှိမှာပေါ့ပွားကြီးတွေရောဝါတွေရောဒီဟာတွေရောပေါ့နော်ဒါစက်တက်လက်ထက်မှာအဲ့လိုလုပ်ပါဟမ် ခု PDF ကလေးတွေ PDF ညီလေးတွေညီမလေးတွေလာပြီးတော့တိုင်းနဲ့ပြုတဲ့အချိန်မှာခင်ဗျားတို့အဲ့လိုဗီဒီယိုပိုင်းညိုက်ပြီး live မှာတင်နေဆိုတော့ခင်ဗျားတို့ကိုခင်ဗျားတို့ကိုကောင်းမွန်ရလားသူတို့လှုပ်လှုပ်နေတာမြန်မာတိုင်းနိုင်ငံလုံးအတွက်ဒီဂျင်းဆက် PDF ကလေးတွေအလုပ်လုပ်နေတာခင်ဗျားတို့မိသားစုအတွက်လည်းတရွာလုံးဒုက္ခရောက်မဲ့ရောက်ဖို့မလိုလားလို့သူတို့ကဒီစတန်းလေးကိုလာပြီးတော့တိုင်းရာကြီးဖြစ်တယ်ငါငါတို့ကငါတို့ပတ်ဆက်ရှိလို့ငါတို့ဝယ်တာပဲငါတို့ပတ်ဆက်ရှိလို့ငါတို့စတန်းလေးတွေဝယ်တာပဲဟဲ့ ါတို့တုံးတာလည်းဘာဖြစ်လဲဆိုတဲ့သဘောကခင်ဗျားတို့အားလုံးစစ်တပ်ကိုလုံခြုံရေးရတာခင်ဗျားတို့မိသားစုစစ်တပ်ကိုလုံခြုံရေးရတာစတားလင်းဘာကြောင့်မို့တုံးရတယ်လဲခင်ဗျားတို့မိသားစုစက္ကန့်ကရုပ်မာနေတာခင်ဗျားတို့မသိဘူးလားဟိုလိုမှမိရှူတယ်ဒီမှာမိရှူတယ်ဟိုရင်းနေမိရှူတယ်ဒီရင်းနေမိရှူတယ်အင်တာနက်တွေဖြတ်လက်ဖြတ်တောက်တယ်အဲ့ဒါတွေကိုခင်ဗျားတို့ကသိပါလေရဲ့နဲ့ဟုတ်လားတဲ့င်းလေးအတူထွာလေးတွေကြည့်ကျင်နေစတားဟွာလေးတူထွာလေးတွေကြည့်ကျင်နေဆိုပြီးတော့ဝယ်ထားတဲ့စတားလေးကိုနော် အမြဲတစေ Airbus ဒီစတားလေးကိုမီးစက်နိုးပြီးတုံးနေတယ်ဆိုတော့ဒါခင်ဗျားတို့အမားဒီညီလေးတွေဒီညီမလေးတွေလုံနေတာတနိုင်ငံလုံးအတွက်မြန်မာတနိုင်ငံလုံးအတွက်ကိုကိုဝဲဒီဘာသာအသီးသီးအတွက်တဦးတယောက်တမျိုးတစ်ပါးလာလဲအတွက်အလုပ်လုပ်နေမှာမဟုတ်ဘူးအဲ့ဒါတွေကိုခင်ဗျားတို့ဘူလည်းမသိဘူးကိုလည်းမသိဘူးစကားတွေပဲထိုးစစ်ဆင်နေတယ်ဆိုတော့ပြဿနာဆိုတော့ဖြစ်သွားမှာပဲကျွန်တော်တို့လည်းအတက်ကြီးရွယ်ဦးတော်မှာပဲအဲ့လိုနင်းကထိုးစစ်ဆင်လာရင်ဖြစ်မှာပဲဒီစကားဒီလိုဖြစ်ကုန်မှာပဲခိုက်တက်နေဖြစ်ကုန်မှာပဲ ိုကအတိတ်တရားရှိရမှာတကယ်တော့နှစ်ဖက်လုံးမှာအပြစ်ရှိလားမင်းခလေးတွေမှာအပြစ်မရှိဘူးဗျကျွန်တော်ကတော့ပြောဆိုရင်လေခလေးတွေကတို့အထက်လူကြီးလားတိုင်းခိုင်းလူလားတိုင်းရလားပြည်သူအနေနဲ့လဲစီးနဲ့ကမ်းနဲ့လိုက်နေတာအဲ့ဒီညမှာလိုက်နေတာလားအဲ့ဒီညမှာလိုက်နေပြီအဲ့လိုဗီဒီယိုဖိုင်းတွေတင်လာလားဒီစတားလင်းကိစ္စလားနော်ခမရိုစီးကမ်းလိုက်နေတာခမရိုဒီလိုကောလားဂျီဇက်ပီတဲ့ခလေးတွေကစီးကမ်းထုတ်ထားတယ်ခမရိုကလှုပ်ချင်တိုင်းလှုပ်တယ်အဲ့ဒါစီးကမ်းကိုလိုက်နေတာ မြန်မာနိုင်ငံစီကံကပြက်စီးနေတာခမ60နှစ်ထရဆိုတော့တိလာတောင်ခမတော့မတိတော့ငါတို့လည်းနားလိုက်တာပဲငါတို့လည်းတိတာပဲအမလေးဗီဒီယိုဖိုင်တင်မယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဟမ်ခမရတို့မီးမွေးလိုက်တာခမရတို့မိသားစုမီးမွေးလိုက်တာမန္တလေးတိုင်းလုံးဒုက္ခရောက်သွားမယ်ဆိုတော့ခမတို့တိလာကျွန်တော်တို့ဂျီဇက်ပီတီအက်ဒီမှာဗမာလေးလေးရင်ဗမာလေးလေးရင်ပြတနာခမရတို့ဒုက္ခပေးလို့စစ်တပ်ကလေးရင်နဲ့ဘုံကျင်းရဲ့ဟဲ့လားလက်လက်ကြီးလက်လက်ငယ်လေးနဲ့ပြစ်မယ်ဝိုင်းရွယ်လေးနဲ့ပြစ်မယ် 900ဘုံလေးကျင်းမယ်ပုံ120ဘုံလေးကျင်းမယ်အဲ့ဒါဆိုရင်တရွာလုံးချွတ်ချုံမကြကုန်လားပြုတ်ပြုတ်မပြုံးကုန်လားခမရတို့အတိရလေလူထမင်းစားပြီးအုံတော့မရှိဘူးလို့ကျွန်တော်ပြောနေတယ်နော်အဲ့ဒါစီကန်းကိုလိုက်လာဂျီဇက်ပီတီရဲ့ကလေးတွေကဖြစ်မှဆိုလို့စီကန်းထုတ်ထားတယ်ခမရတို့စတားလေးနေဝယ်ပြီးအဲပါတုံးနေတယ်ဟမ်အဲ့ဒီချိန်မှာစစ်တပ်ကအနမ်းမရဘူးလို့ခမရတို့ပြောနိုင်လား ခမရတို့မိသားစုတစုကြောင့်မို့ခမရတို့ဘေးမှာရှိတဲ့ယောဟာရောကြံလဲယောဟာရောခမရတို့ယောဒုက္ခမရောက်သွားနိုင်ဘူးလားခမရတို့မိသားစုကထမင်းစားရမှာဟုတ်ရဲ့လားအမိမြန်မာနိုင်ငံမှာနေပြီးတော့ထမင်းကောင်းကောင်းစားရရဲ့လားထမင်းစားပြီးလူစကားဝနားလေရဲ့လားဒါကျွန်တော်ကရင်ကျစ်ကျစ်ပဲပြောတာနော်ကျွန်တော်ဘလို့မမတ်ရိုင်းနေမရိုင်းနေဆိုတော့ကြိတ်တိတ်သွားလိမ့်မယ်ခမရတို့မိသားစုဒါပေမဲ့ကျွန်တော်ဘာမှမပြောဘူးဘာလဲဆိုတော့ကျွန်တော် Jesus ပြည့်တဲ့ကလေးတွေကဆွဲလိုင်းရမ်းလာလောက်တာတစ်ချက်လေးပဲမှားသွားတယ် ကြံနေတယ်မှာမမဘူးရသူတို့ကလာရဲကောစီးနဲ့ကမ်းနဲ့အလုတ်လာလုတ်တာခင်ဗျားတို့ကစီးကမ်းမရှိစတားလင်းကိုတုံးတာစတားလင်းတုံးတယ်ဆိုတာအင်တာနက်မရတဲ့နေရာမှာစတားလင်းတုံးတာအခုခင်ဗျားတို့နေရာမှာအခုစတားလင်းတွေခွေးတုံးတုံးလိုက်တော့နော်အင်တာနက်ရစစ်တကအနှမ်းမရဘူးလားအခုကျွန်တော်ပြောဆိုရင်းနေတော့မှာပဲဘယ်လင်းဟာလင်းဝိုင်ထွေးလင်းနေနဲ့ဘုံကျဲပြီလေပေါင်900ဘုံနေဘယ်လင်းဟာလာပြစ်ပြီလေခင်ဗျားတို့တိလားကျွန်တော်တော့တိနေတယ်ဘာဖြစ်လို့တိနေလဲ ခြေဆက်ပြီးတဲ့ကလေးတော့လွတ်အောင်သွားမှာပဲခင်ဗျားတို့လာဆုံးမှာမှာခင်ဗျားတို့လက်မခံဘူးဆိုရင်ခင်ဗျားတို့စစ်တပ်ကဘာလာလို့မလဲကြည့်ပေါ့လူရှင်လက်လက်ကြီးဖမ်းပြီးတော့ဒီနေ့သေးတယ်ဒီနေ့ဖမ်းသွားတယ်မလက်ပြန်လောင်းလာပို့တယ်အဲ့ဒါခင်ဗျားတို့သိနေထို့တူပဲစစ်တပ်မှာပေါ်တာဆွဲတယ်ဆိုရင်စစ်သားလောက်ခိုင်းတယ်မလုချင်းလို့ပြစ်တက်တာတွေရိုက်တက်တာတွေအများကြီးခင်ဗျားတို့စောက်လုံးတွေကမ်းနေတယ်ခင်ဗျားတို့မျက်လုံးတွေကမ်းနေတာအဲ့ဒီမိသားစုတွေအဲ့ဒါလေးတို့ခင်ဗျားတို့ကအတုမယူဘဲနဲ့ခလေးတွေကိုအပြစ်တင်တာခင်ဗျားတို့တရားလုံးနဲ့ ခမရတို့မိသားစုကလူမဟုတ်ဘူးခမရတို့မိသားစုကဘောမှာပဲဘာလဲဆိုတော့ခလေးတွေစတားလင်းတာတိတ်နေအေးစရီငါသားတို့မတိမ်းတော့မတိမ်းမှန်းလေကွာအန်တီတို့ချင်းနေမှမယ်ဟလာဦးလေးတို့ချင်းနေမှမယ်အမားတို့ချင်းနေမှမယ်ချင်းနေပြီကြည့်ပါမယ်လို့ခမရတို့ပြောရင်ဒီကလေးတွေကလည်းဆွဲလိုက်ရင်လားဖြစ်မလားအုံတော့မရှိတဲ့ဖွားကြီးတွေခမင်းစားပြီးလူခမင်းစားပြီးလူလူအတ္တိတရားမရှိတဲ့မိသားစုအဲ့ဒီမိသားစုမန္တလေးတိုင်းကမိသားစုခက်ကောင်းလို့ကျွန်တော်မန္တလေးတိုင်းကိုပြန်ရောက်ခမရတို့ဝိုင်းကိုလေချိတ်ပိတ်ပြစ်မယ်ဘောပေါက်လား နော်ခင်ဗျားတို့ကပြည်သူတွေဒုက္ခရောက်အောင်လုပ်တာခင်ဗျားတို့မိသားစုပဲရှိတယ်ဒီလောက်ပဲအမေသားအမီးတွေကျွန်တော်ပြောဆိုတာမှားရင်သိခံနားလည်ပြီးကျွန်တော်တော့အမှန်အမှန်တိုင်းပဲပြောမှာဒီလောက်ပဲမင်္ဂလာပါ Starlink ကိစ္စနဲ့ပြဿနာဖြစ်ပွားခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကိုအရေးယူသွားမှာဖြစ်တယ်လို့စိုင်းပွင့်သူတွေက Starlink စီမင်းစီကန်နဲ့အရေးယူပြီးမန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းကကြေးရွာတရွာမှာ Starlink စိုင်းပွင့်သူနဲ့အရေးပေါ်အုပ်ချုပ်ရေးကတာဝန်ပေးလိုက်တဲ့စင်ကူးဘောက်ကဖာစင်ကူးပလဖာပူပေါင်းအဖွဲ့ဝင်ပါတဲ့အဖွဲ့နဲ့ပြဿနာဖြစ်ပွားခဲ့ပြီးဖြစ်စစ်တွင်ပါဝင်တဲ့ရဲဘော်တွေကိုအရေးယူဖို့ဆွေးနွေးနေစေဖြစ်တယ်လို့ Starlink စိုင်းပွင့်သူကတော့ Starlink အသုံးပြုမှုစီမင်းစီကန်နဲ့အရေးယူမယ်လို့အရေးပေါ်အုပ်ချုပ် ထုတ်ရေးအဖွဲ့အတွင်းရေးမှူးထံကသိရပါဗျ။ ဖြစ်ဆုံးမှာပါဝင်ခဲ့တဲ့ရဲဘော်အလုံးကိုတော့အေးအေးယူမှာမဟုတ်ပဲတာဝန်ရှိသူတွေကသာအေးအေးယူဖို့နဲ့အေးအေးယူဖို့အပိုင်းသေးစိတ်ကိုတော့ဆွေးနွေးနေစေလို့ဆိုပါတယ်ဖြစ်ဆုံးမှာပါဝင်တဲ့ရဲဘော်တွေကတော့ဘသူ့ဘယ်ပုံအေးအေးယူမယ်ဆိုတာကတော့အခုအေးဘော်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကြားမှာဆွေးနွေးနေစေဖြစ်တယ်လို့ဆက်ပိုင်ရှင်နဲ့မိသားစုကတော့တီချလူပုဂ္ဂိုလ်အနေနဲ့အေးအေးယူဖို့မရှိဘူးဒီဖြစ်မျိုးနောက်နောက်မဖြစ်ဖို့တတိပေးတဲ့ကိစ္စတွေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ဖို့အတွက်ပြောသွား အားဖို့ရှိမယ် Starlink ဆက်ကိုတော့ထုတ်ပြန်ထားတဲ့စီးမျက်စီးကမ်းတွေတိုင်းအရေးယူဖို့ရှိမယ်လို့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့တွင်ရင်မူရဲဘော်ပါဘလူကပြောပါတယ် Starlink ဆိုင်ဖွင့်သူကတော့စင်ကူးမျိုးနဲ့ရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့ Starlink အတုံးပြုမှုစီးမျက်စီးကမ်းအရကနအူးပြစ်ဒဏ်ဒဏ်ငွေ10ဆက်တင်ချမှတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ် အော်တိုဘာ၁၁ရက်ညနေ၃နာရီခန့်ကစင်ကူးမြို့နယ်ရှိပြည်သူမိသားစုတစုနေအိမ်မှာ Foiling Internet တက်ဆင်အသုံးပြုမှုနဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့စီးမြင်စည်းကမ်းအချို့ကိုချိုးဖောက်တည်ဟုဆိုကာအရေးယူရန်တွားရောက်ခဲ့တဲ့ရဲဘော်တွေနဲ့မိသားစုဝင်များအကြားအငင်းအခုံဖြစ်စကားများခဲ့တာဖြစ်ပါတယ် Starlink တက်စင်အသုံးပြုမှုအငင်းပွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်လိုက်မှန်ပါပြုမှုခဲ့တဲ့တော်လန်ရေးရဲဘော်တွေကိုရောစီကမ်းမလိုက်နိုင်တဲ့ပြည်သူကိုပါထိုက်တဲ့အရေးယူမှုတွေပြုလုပ်မယ်လို့စင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာ12ရက်ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ် စင်ကူးနယ်အပါအဝင်တော်လန်ရေးတပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကော်မရှင်ဘက်ကနေ့စဉ်ပုံကျဲတပ်ဖြတ်နေတာဖြစ်ပြီးပြည်သူတွေကိုပါပြစ်မှတ်ထားပုံကျဲတပ်ဖြတ်ရမှာ Starlink Internet တွေကြောင့်လုံခြုံရေးကြိုးပေါက်တာတွေရှိလို့ဒေတာကာကွယ်ရေးတပ်တွေဘက်က Starlink အသုံးပြုမှုအပေါ်စီကမ်းတွေချမှတ်ထားတာဖြစ်ပါတယ်။အဆိုပါစီကမ်းထဲမှာ Starlink Internet ကိုအိမ်သုံးသီးသန့် Private Use အတွက်သာခွင့်ပြုမည်ဖြစ်ပြီးအများပြည်သူလူထုကိုအခကြေးငွေဖြင့်ညဝေသုံးစွဲခွင့် public use နဲ့ Starlink internet line ခွဲဝေသုံးစွဲခြင်းကိုလုံးဝခွင့်မပြုကြောင်းအသုံးပြုမည် Starlink ဆက်ကို password ဖြင့်သာအသုံးပြုရမည်ဖြစ်ပြီး public အားအသုံးပြုခွင့်ပေးလိုပါကသက်ဆိုင်ရာတာဝန်ရှိသူများထံသို့တင်ပြလျှောက်ထားရမည်ဖြစ်ပြီးခွင့်ပြုချက်ရမှသာသုံးစွဲခွင့်ရှိမည်ဖြစ်ကြောင်းစင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီကပြဤခဲ့တဲ့ message ၆ရက်ကထုတ်ပြန်ထားတာဖြစ်ပါတယ် ဒါအပြင်ခွင့်ပြုချက်အရငွေသွင်းငွေထုတ်နဲ့အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက်အသုံးပြုရန်ရှိပါကအသုံးပြုသူရဲ့အမည်နိုင်ငံသားစီစီရေးကပြအမှတ်နဲ့နေရက်လိပ်စာအပြည့်စုံကိုမှတ်တမ်းတင်ထားရမည်ဖြစ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူများကစစ်ဆေးသည့်အချိန်မှာပြသရမည်ဖြစ်ကြောင်း Stolen Katrina အသုံးပြု၍နေမည်အတွင်းလုံခြုံရေးကြိုးပောက်မှုများပေါ်ပေါက်လာပါက Stolen စက်ပိုင်ရှင်ကတာဝန်ယူတာဝန်ခံရမည်ဆိုတာကိုထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အဆိုပါစီမင်းစည်းကမ်းတွေကိုဖောက်ဖျက်ကြောင်းစစ်ဆေးတွေ့ရှိပါကပထမအကြိမ်မှာဒန်ဂျင်းငွေတဝ3ကျပ်ဒုတိယအကြိမ်မှာတိန်းနဝကျပ်နဲ့တတိယအကြိမ်မှာ Starling 19တိန်းဆဲဒီအထိအေးအေးယူသွားမှာဖြစ်ကြောင်းနဲ့တိန်းစီခံရတဲ့ Starling 7တွေကိုလေးလအကြာမှာပြန်လည်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်းအတိပေးထားတယ်လို့သိရပါတယ်။ စင်ကူးမျိုးနယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီမှပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးစင်ကူးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာစင်ကူးမျိုးနယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖာတို့ပါဝင်ဖွဲ့စည်းထားတယ်လို့အတွင်းရေးမှူးထံကသိရပါတယ်။တည်င်းကြော်ကြီး